နေဥပရိသရှိအနည်းထံပါရောက်လာပါစေလိုရင်များပါသဘောတရားစေနိုင်တဲ့အနေထားရှိလို့ခိုင်းနိုင်တာဖြစ်တယ်ရက်တည်နိုင်စွမ်းမရှိတော့တဲ့အဆုံးမှာကိုယ်ကွင်နဲ့ရောက်လောင်မြတ်တက်ရမယ်မတ်လောက်စရာတီကျက်နဲ့ဆွဲပြီးချက်ကောင်းမိရင်ထိအောင်တိုက်ပါလက်ခုပ်တွေကရေဖြစ်သွားမှတော့ကြိုက်တယ်လို့လုံးလို့ရတယ်နှီးစဉ်မန်ကြီးတက်ကြွတဲ့ခေါင်းဆောင်စွန်စားလုံးနဲ့ရှစ်ွက်တွေကြောင့်အချိန်အဝါရှိလာတယ် ထိုက်တဲ့တလောက်အနေထားထိဩဇာအာဏာရှိလာတဲ့အခါမှာအရာအလုံးကပြောင်းကပြန်ဖြစ်သွားတယ်။အရှင်အဝါရဲ့လောင်ရိပ်ကြောင့်ပဲရန်သူတွေအလုံးစုပေါင်းသွားပြီးအစုလိုက်အပြုံလိုက်ဆန့်ကျင်ကုန်တယ်။လက်ဝဲစုပ်ကင်ထားတဲ့ဩဇာအာဏာတွေမပြောင်းမပြက်အောင်ထိန်းချုပ်နိုင်ဖို့စ조사ရင်းနဲ့တဖြည်းဖြည်းပြိုလဲသွားရတယ်။ဒီလိုအဖြစ်ပြက်မျိုးတွေကိုသမိုင်းအစဉ်ဆက်အကြောင်းထက်နေအောင်တာရကများစွာရှိတယ်။မန်ကြီးရင်ညံမကြီးတော့ပဲအထင်းခတ်ပါတယ်။ညံပညာသိမ့်တော့သွားတဲ့အတွက် မန်ဆိုတဲ့မြူတိန်ခိုးတွေကြောင့်မျော်မြင်နိုင်မှုကျဆင်းသွားပြီးရွှေ့ကွက်ကောင်းတွေမသိမမြင်နိုင်တော့ဘူးလောက်ကင်သမျှလူရက်တွေကအဲကြောင်းထက်ကုန်ပြီးအရဲစိတ်နဲ့စွန်စားတဲ့အကျင့်ကြောင့်ရက်လက်ဆိုးတွေနဲ့ထက်ခါထက်ခါကြုံရတယ်ရန်သူရဲ့ဖီးအားကြောင့်ဘာလို့လို့အစောတလင် လုံးမိရင်ပေါ်ဆလာတယ်အရဲလွန်တော့အစွဲလွန်ပြီးအကဲလွန်တဲ့နောက်မှာစုံစုံမြုပ်တော့တာပဲထင်းချုပ်မှုဘောင်အတွင်းမရှိပါပဲဖြစ်ကျင်တိုင်းဖြစ်ပြက်ကျင်တိုင်းပြက်နေမှာတော့ ဘာလို့များပြဿနာတွေဖြေရှင်းလိုက်ရန်သူနဲ့ရင်ဆိုင်လိုက်လုပ်နေသေးမှလဲကိုတိုင်းစီရင်ပိုင်ခွင့်မရှိတော့တဲ့ဖြစ်ရအပေါ်တုတ်ပြန်နိုင်ုံလောက်နဲ့ဘာလို့မှလဲလုံပိုင်ခွင့်အာဏာလည်းမရှိစီရင်ပိုင်ခွင့်ဩဇာလည်းမရှိတဲ့အနေအထားကိုအရှင်ဟွာရှိနေတယ်လို့ယူဆနေရင်မှားနေပြီအရေးစွန်းနိုင်တိုင်းထိရောက်တဲ့ရလက်ဖြစ်တွန်းနိုင်မယ်လို့တွင်းနေကလေးကလွဲနေတာပါတကယ်ထိရောက်တဲ့ရှုခွက်ဆိုတာကစွန့်စားဖို့မလိုပါဘူးထောင်ချောက်ကောင်းစင်တာပြီးတွင်ကောင်းမိအောင်စောင့်နေုံနဲ့တင် အလုတ်ကိစ္စပြီးမြောက်နိုင်ပါတယ်အချိန်တို့အတွင်းအောင်မြင်တာကိုအချိန်ဟွာရသလိုမျိုးတွေးနေရင်ဩဇာအာဏာကိုနားလဲပုံလွဲနေတာပါအထူးမယံလက်ဦးမှုရယူနိုင်ခြင်းဟာဩဇာအာဏာအချိန်ဟွာရဲ့အနှစ်သာရဖြစ်တယ်ကိုယ်ဝင်အောင်ရန်သူရောက်အောင်ဖန်နိုင်ခြင်းကိုယ်ရန်သူကို ကိုဖြစ်စေခြင်းတဲ့အတိုင်းအနေဒါတစ်ခုပုံသွင်းထားနိုင်ခြင်းကလက်ဦးမှုရယူခြင်းပဲဖြစ်တယ်လက်ဦးမှုဆိုတာကခြေလန်းတာရှုွက်ကောင်းတာလောက်ပဲမဟုတ်ပါ မချေနေတိုင်းကိုဘလို့ပဲပြောင်းလဲပါစေကို့အလိုတိုင်းဖြစ်အောင်ထားနိုင်ရတယ်ဒါမှအာနာရှိတယ်လို့ခေါ်တယ်စိတ်ခံစားချက်တွေကိုရှည်တမ်းမတင်မိပါစေနဲ့ခံစားချက်တွေကိုချုပ်တီးနိုင်အောင်ကြိုးစားပါအထူးသဖြင့်ဒေါသရဲ့လွှမ်းမိုးမှုမခံရပါစေနဲ့သို့တော့အခြေအနေလိုက်ရန်သူရဲ့ရှုပ်ွက်အပေါ်တုံ့ပြန်ဖို့လိုအပ်ရင်ဒေါသထွက်ပြပါစိတ်တူပြပါယူမိုက်ပြပါဒါပေမဲ့စိတ်လွတ်ကိုလုံးမဖြစ်စေနဲ့အရာအလုံးထင်းကျုပ်ကိုယ်ကဲမှုအောင်ရှိနေပါစေ ရန်သူရဲ့အကွက်ကိုတုတ်ပြန်ရတဲ့သူမဖြစ်ပါစေနဲ့ကို့အတွင်ကြောင့်ရန်သူဘက်ကတုတ်ပြန်ရတာမျိုးပဲဖြစ်ပါစေကို့ထိန်ချုပ်မှုအောက်မှာရန်သူလှုပ်ရှားနေသည်၍ကို့ဘက်ကတပန်းတာပါတယ်ရန်သူလှုပ်ရှားမှုအလိုက် ကို့ဘက်ကလိုက်နေရရင်တော့ပြောင်းပြန်ဖြစ်နေတာပါရန်သူကိုမှောင်းအောင်လှုပ်ပါ ကို့ပိုင်နဲ့ကို့နယ်ထဲကျွအောင်ခြုံပေးပါ စွ့ပေးပါ ရွပေးပါဆွဲပါမြားပါခေါ်ပါသူတို့ဘက်စားတိုက်တာမျိုးပဲဖြစ်ပါစေကို့ဘက်ကမလိုပဲမရွှေ့ရ လှဲ့ကွက်ထုတ်ကစားပါဖြာရောက်မှုပရိယေမာယာကအင်မတန်အန္တရာယ်များတဲ့ဩဇာအာဏာကစားနည်းပါလှဲ့စားနေမှန်းလှဲ့ကွက်ဖြစ်မှန်းတည်သွားခဲ့ရင်နောက်တကလှဲ့စားဖို့မလွယ်တော့ပါဘူးမယိမ့်မိအောင်ကစားတတ်ဖို့အတွေ့အကြုံများစွာလိုအပ်ပါတယ်ဒါကြောင့်ရန်သူကိုအမှန်တကယ်ထိန်းချုပ်ခြင်းရင်ရန်သူကကိုယ့်ကိုထိန်းချုပ်နေသလိုမျိုးလှဲ့ကွက်နဲ့အလျှော်ပေးကစားပြပါလမ်းကျုံနဲ့ဟန်လှုပ်ပြီးမန်ထုတ်အောင်ဆွဲလှုပ်ပါ၁၉ရာစုရဲ့နာမည်ကျော်ပွဲစားကြီး ဒန်နီယယ်တူးဆိုရင်လက်ပြားခါလောက်အောင်ကိုမာယာများတဲ့ပုံကိုပါစတော့ဈေးကွက်မှာသူရောင်းဝယ်ခြင်းနဲ့ပစ္စည်းရှိခဲ့ရင်ဘယ်တော့မှတိုက်ရိုက်ဈေးရောင်းဈေးဝယ်မလုပ်ပါဘူးသူ့ရဲ့နာမည်ကျော်လက်ကွက်ကစားပုံကဝေါ်ဆက်ထရီမှာရှိတဲ့အထက်တန်းစားကလပ်တွေကိုသွားပြီးအမော်တကောနဲ့လက်ဆွဲအိတ်ဖွင့်ရင်စာရွက်လေးပြုတ်ကျသွားတယ်လို့လို့ထီးလေးကောက်သိင်းရဲဇပွဲပေါ်တင်ထားတဲ့စာရွက်ကိုမတော်တဆတိုက်မိပြီးအောက်ပြုတ်ကျသွားတယ်လို့လို့ဇလန်းတွေရိုက်ပြတတ်တာပါ အမှန်တော့အဲ့ဒီစာရွက်လေးကဓာတ်ဥကြိုပြင်ထားတဲ့ရှုပ်ွက်တွေပါမတိမတာကောက်ယူရင်လူတွေမြအောင်လုတ်တက်ပါတယ်စာရွက်ပါဇယင်းကိုကြည့်မိတဲ့တခြားပွဲစားတွေကဓာတ်ဥဖြစ်စေခြင်းတဲ့အတိုင်းဝေယောင်းကြပါတယ်တဆင့်စကားတဆင့်နာနဲ့လူတွေလည်းဓာတ်ဥရောင်းဝယ်စေခြင်းနဲ့စတော့တွေကိုအလုတ်ဖြစ်အောင်ဝင်ထိုးခဲ့တာပါဒီနည်းနဲ့အားလုံးကိုနောက်ွယ်ကနေကြိုးကင်ခဲ့တာဖြစ်ပါတယ်။ငမ ्या ကျိတ်က၅ဆအပေါ်ပဲမူတည်ပါတယ်။ထောင်ချောက်ကစွန့်နိုင်အောင်ကောင်းနေမှာတော့ ဂွင်တဲရောက်အောင်သွင်းတဲ့အလုံမခက်ပါဘူးရန်သူကိုစားတဲ့တဖို့လောဘတက်အောင်ဆွပေးတက်ဖို့ပဲလိုပါတယ်ဝုံဝုံကိုလိုက်ဖမ်းရင်မမိနိုင်ပါဘူးခန္ဓာကိုထွားချင်းသလောက်အပြည့်လဲတန်တယ်လို့ခွန်အားလဲကြီးတဲ့အတွက်ထိတ်တိုက်ရှင်လို့မရပါဘူးဒါကြောင့်မုတ်ဆိုးတွေကပြားရည်အိုချပြီးဝုံဝုံထောင်ချောင်းနဲ့ဂွင်စင်ဖမ်းကြရတယ်လူချင်းစိတ်ကြောက်ရှုပ်ခွဲ့ပိတ်အောင်မလုံးမိပါစေနဲ့မြားပြီးစောက်တက်ဖို့ပဲလိုပါတယ်စစ်သူရဲကောင်းဟာ ဘယ်တော့မှရန်သူအနာချင်းကက်တာမျိုးမလုပ်ပါဘူးရန်သူကိုပဲသူ့အနာရောက်အောင်စိန်ခေါ်တတ်ပါတယ်ရန်သူကိုကို့အနာကက်အောင်လုပ်လိုက်ခြင်းအပြင်ရန်သူရဲ့ခွန်အားခြံထားခဲ့ရတာကြောင့်အခြေအနေကောင်းတဲ့ကို့အနေနဲ့ရန်သူအပေါ်အချိန်ကောင်းကောင်းနဲ့အနိုင်ယူလို့ရနိုင်တယ်ကျောက်ဥခွန်ကို ခဲနဲ့ထုတယ်လို့ပေါ့